အကူစလောင်းညာအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့တောင်းပါတယ်ဗျာကျွန်တော်ပါတီမှာဆောင်ဖို့တခုရှိတယ်နိုင်ငံရေးသမားကောင်းမှတိုင်းပြည်ကောင်းမယ်ခနေ့ဖြစ်ပြနေတဲ့အခင်းကျင်းတွေအားလုံးဟာအတ္တနိုင်ငံရေးသမားတွေကြောင့်ဖြစ်ရတဲ့ကိစ္စတွေပဲဖြစ်နိုင်ငံရေးသမားကောင်းမှတိုင်းပြည်ကောင်းမယ်နိုင်ငံရေးသမားကောင်းတွေဖြစ်အောင်ကျွန်တော်ပါတီကလက်ချင်ပေးနေတယ်လို့ဒီပါတီမှာဘလို့လူတွေနဲ့ဖွဲ့စည်းထားတယ်လဲနိုင်ငံတော်ကာဝေးနဲ့လူကြီးတို့တင်ရတဲ့ပုံနားလေတာပေါ့ပုံလားကဲပုံလား ခင်ဗျားတာမလူနားလည်နေဆိုင်ရင်ဒီအပိုနားလည်တာပေါ့ကာကိုတိုင်းကောင်တော့ဘလို့ကာကွယ်မနားကောင်လုံချောင်ဘလို့လုံးရမယ်အဲ့ဒါအမျက်ပဲအဲ့ဒီလိုပြောရမှာပေါ့ယူဘွေးကတော့ပြောမနေနဲ့ပေါ့အချိုးစားလိုက်ကြည့်ပညာတတ်တွေအတော်များများရှိတယ်ပါတီဖြစ်တယ်လူသားချင်းမြေကျွေးွားတယ်တက်ဆရာဘာသာဘာသာဘာသာနည်းမြေလိုက်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေအများကြီးဒါကျွန်တော်ပါတီအတားချက်အဲ့တော့ပါတီကပြည်တော်စုပါတီပဲပြရတယ်ဘာကြောင့်ပြည်တော်စုပါတီလို့ပြောတယ်လဲဆိုကျွန်တော်ပါတီကိုဗမာပါတီလို့ပြောရင်ပြောမှားတယ် ြည်တော်စုတိုင်းရင်းသားနဲ့ဖွဲ့ထားတာခုမှကချင်ပြည်နဲ့အဲ့ဒီမှာကချင်ပြည်မှာရှိတဲ့မျိုးနွယ်စုတွေပေါ့ဗျာအကချင်တို့ရဝမ်းတို့ဒီစုတို့အာစသဖြင့်ဂျင်းဖော်စသဖြင့်ဒီလိုလူတွေပေါ့ဗမာတယောက်စားတယောက်စားပိုင်းပါမယ်ဒါဒီအဲ့ဒီဒေသမှာအင်တော်ရသကြပြီးရေရှည်နေတဲ့လူတွေပဲဖြစ်တယ်ကချင်ကိုဒီလိုဖွဲ့တာအဲ့ဒီကတိုင်းနဲ့ပြည်နယ်ခုနှစ်ခုလုံးမှာဥက္ထာတွေအတွင်းမှုတွေလူငယ်တာဝန်ကနေအမျိုးသီးတာဝန်ကနေနဲ့ခရူတွေဟာတက်ဆိုင်ရာတိုင်းရင်းသားများလာဖြစ်တယ် မြို့နယ်စုတွေကဖြစ်တယ်။ဗမာဥက္ခာရှိတာဆိုတော့ရန်ကုန်မန္တလေးပဲခူးရှိပဲခူးနောက်ဟလာစကိုင်း၆တိုင်းပေါ့နော်။ဒါပဲရှိတယ်။ဗမာနယ်မြို့တတ်မှတ်တယ်ဆိုရင်အဲ့တော့ပြောချင်တာကတိုင်းသာဘောင်းစုံစုဖွဲ့ထားတဲ့ပါတီဖြစ်တယ်ပြည်တော်စုပါတီ။ကျွန်တော်ရုံးထဲမှာလည်းဗမာရွေရှိတာမဟုတ်ဘူးလေ။အနာရွေလေ။အဲ့တော့ဒီပါတီရဲ့အသာချက်ကတိုင်းရင်းသားများစုဖွဲ့ထားတဲ့ပါတီလို့ပြောကြတယ်နော်။နောက်တတိယချက်က အစိုးရလည်းဖြစ်ဘူးတယ်အတိုက်ခံလည်းဖြစ်ဘူးတယ်ဒါပေမဲ့ကျွန်တော်တို့အတိုက်ခံသည်ငါနဲ့မတူငါရံသူအတိုက်ခံလို့မဟုတ်ဘူးနိုင်ငံတော်အတွက်ကြောက်လာမယ်အန်ဒီရဲ့သူထပြီးရေတင်းတင်းပြောတဲ့မှန်ကန်သောအတိုက်ခံပြင်နေခဲ့တဲ့ပါတီမျိုးဖြစ်တယ်ပြန်ပြီးတော့ချုပ်ပြောရင်ဒီပါတီမှာဘလူးလူးနဲ့ဖွဲ့ထားတယ်နိုင်ငံတော်ကာကွယ်နဲ့လူညွေးကိုနားလေတဲ့ကာကွယ်လူညွေးတပ်ဖွဲ့ဝင်တွေအများကြီးရှိတယ်ကောင်းကောင်းနိုင်ငံတော်နားလေထိန်းတယ်တိုင်းရင်းသားလူမျိုးစုပါဝင်တဲ့ပြည်တော်စုပါတီဖြစ်တယ်အစိုးရလည်းလုပ်ဘူးတယ် စိုးရမှာအောင်မြင်တဲ့အစိုးရလည်းလူလုပ်ခုတယ်နိုင်ငံရေးယဉ်ကျေးမှုတွေကိုဖန်တီးနိုင်တဲ့အတိုက်ခံလည်းလုပ်ခဲ့နိုင်ငံရေးတမန်ကြောင့်ရှေပြားစွာရှိခဲ့တဲ့ပါတီဖြစ်တယ်။ဟောင်ကောက်93ကစတာခဏတိနှုတ်ကြည့်လိုက်နိုင်ငံရေးအမှနိုင်ငံရေးအတက်ကြအနှိမ့်ရင်းဆိုင်ခဲ့ဘူးတဲ့ပါတီမျိုးဖြစ်တယ်